ကသဗ္ဗမြတ်စွာဘုရားလက်ထက်ကလယ်သမား200သူတို့ယွာနဲ့လယ်တော်နဲ့ဝေးတော့တောထဲမှာတဲထုတ်စိုက်ပြိုးပြီးနေကြအခုလိုတရားပွဲဖြစ်တော့လယ်သမား200ယောက်ကလယ်ပြစ်ထားပြီးတော့တရားပြန်လာတရားနိုင်ရင်လည်းကောင်းလိုက်တဲ့တရားကောင်းလိုက်တဲ့တရားဒီလောက်ကောင်းတဲ့တရားငါတောထဲနေခဲ့တဲ့ငွေချင်းနှာစီကျင်လိုက်တာ ။ထမင်းကောင်းကောင်းဟင်းကောင်းကောင်းစားရင်တငယ်ချင်းကောင်းသတိရတယ်လို့ပေါ့။တရားကောင်းကောင်းနာပြီးတော့လဲတိုးရဲကြံခဲ့တဲ့တငယ်ချင်းသွားသတိရ။ဟာမနဲ့ပြန်ကြလဲတရားဝဲတညကြံစည်တယ်ငါတငယ်ချင်းငါသွားခေါ်ဦးမယ်ဆိုပြီးတော့။အဲ့ဒါမိုးလင်းတော့တိုးရဲသွား။တော်ရဲသွားပြီးတော့တငယ်ကြီးလိုက်ခဲ့အောင်လိုက်ခဲ့အောင်ကသဗ္ဗမြတ်စွာဘုရားတရားဝဲကောင်းလိုက်တာကွာတရားဟောတာကောင်းလို့နေတရားနာစေခြင်းလို့ငါလားခေါ်တာဟာ သွားခေါ်တယ်။သွားခေါ်လိုက်တော့တိုးတဲ့နေခဲ့တဲ့လူကကျေးဇူးမတင်တဲ့ပြင်ငါကအဲ့ဒီကတ္တပဘုရားတရားနာတော့ကတ္တပဘုရားကြီးကဒီလေကြီးသူ့ထွန်ပေးမှလား။မဇ္ဇသူတော်ကောင်းလို့။ပါပါလိမ့်ဗျာ။ဟုတ်။အာတကယ်ကြီးငါတို့လေသမားဆိုတာမိုးလေဝသခြေတည်ကြည့်ပြီးဆိုင်ရပြူရတာကွာမအားသေးလို့ဒီတခါခွင့်လို့အောင်ခါနောက်တခါနာရမော့ဒီလိုပြောရင်မဆိုးဘူးနော် ဒါမှမဟုတ်ရင်လည်းတကယ်ကြီးမင်းနာခဲ့กว่าမင်းနာပြီးငါ့ကိုပြန်ပြောပြမင်းစီကနေငါပြန်နာမယ်ဒီလိုဆိုလဲရတယ်အခုတော့အဲ့လိုမဟုတ်ဘူးအဲ့ဒီဘုရားတရားသွားနာရင်ဘုရားကဒီလေသူထုံပေးမှာမို့လားဒီလိုပြောမိလိုက်ပြင်လဲသွားရောအဲ့ဒီပုံနာပိတ်တာကြီးဖြစ်ပြီလဲထုံလားကသဗ္ဗမြတ်စွာဘုရားသာသနာတစ်ချောင်းလုံးထုံရတယ်ကသဗ္ဗမြတ်စွာဘုရားသာသနာကွယ်သွားတော့လဲထုံရတယ်ဂေါရမမြတ်စွာဘုရားပွင့်လာတော့လဲဘာဖြစ်တော့ ထောရတာပဲကောရမမြတ်စွာဘုရားပွင့်လာတော့အဲ့ဒီမှာတရင်ကျွတ်တော်သံဃာတော်တွေကသာဝတိပြည်ကိုဖျားဖို့ဆိုပြီးလာကြဖျားဖို့လာကြတဲ့သံဃာတော်များမျက်စိလည်းလမ်းမပြီးသာဝတိဇေတဝန်မြောက်ခဲနဲ့တောထဲရောက်သွားတောထဲရောက်သွားပြီးတော့ပြိဿိုင်အဲ့ဒီပိဋ္ဌာကြီးလည်ထုံးနေတာတကယ်လူထင်လို့သွားမေး ။တကကြီးတဲ့သာဝတိဘယ်ရသွားရတော့ဗျ။တို့တို့မျက်စိလဲနေတာတော့တဲ့နှစ်ရက်ရှိပြီးဘိုက်တွေလည်းစားပြီပေါ့။ကျေးဇူးပြုပြီးလမ်းညွှန်ပေးပါအောင်လို့သွားပြော။အိုးကိုတော်တို့မျက်စိလဲတာကနှစ်ရက်ရှိသေးတယ်။တပည့်တော်မျက်စိလဲတာဖယားနဲ့ဆိုကြာပြီ။ဟေးကြာလိုက်တာတကကြီးဘလို့ကြောင့်မျက်မျက်စိလဲနာတော့ဒီလောက်ရှိ။ဘဇတ်ပေါ်ရှင်ဖရာရဲ့တဲ့အကုသို့ပြုရတာတွေ့တော့အကျိုးပေးကြတယ်သူပြောသွားတယ်ဟုတ်ပြီလား အဲ့ဒါကြောင့်အကုသိုလ်ကပြိတဲ့ဗဇက်နဲ့ပြုရင်ရောမလွယ်ဘူးလားအကျိုးပေးတော့မဖြစ်တယ်အဲ့ဒါကြောင့်ဘုရားတိုင်းကဘာလို့ခိုင်းတယ်ရှောင်ခိုင်းတာနားလည်ပြီနော်